ဆုံးမိယူကဒီဟင်တုတ်တို့ဝတ်တရှင်ငါထမင်းနဲ့အင်မုံဒီနောက်ပြီးတော့ရှမ်းခေါက်ဆွဲပေါ့အဲရောင်းရပါမယ်ခေါက်မှာကျွတ်မင်းရဲ့သံမုံရဲ့နောက်ဒီဒီဟိုဒီဇိုင်းရှုံဘောဆပ်ပလိုက်ထည့်ပြီးတော့ဒီငပြောဖက်နဲ့ထုတ်တာပေါ့ငပြောဖက်နဲ့ထုတ်ပြီးတော့ပေါင်းတာ ချက်တုံမင်ရတာပေါ့ချက်တုံမင်ရရင်စိတ်စိတ်ကြီးပေါ့အဲ့လိုမျိုးပေါ့ဟုတ်အရှေ့ရိုးရာသာအင်းလေးရိုးရာသာသာပေါ့ဟုတ်ဟုတ်အာဒီရာတော့စသချင်းဒီရန်ကုန်မှာကြီးလိုက်လို့ရှိရင်ဒီသားတောက်ဆိုင်တွေကဒီပုံစံတိုင်းတိုင်းတော့เนาะအခုထူးထူးရှားရှားအဲ့လိုရောင်းတာမတွေ့ဘူးပေါ့အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်ကလည်းအာငယ်ကလေးကဒါကျွန်တော်တို့ဆိုင်မှာဒီ ဟိုကုနေကြဆိုတော့လေဒီ Hindu version ရောင်းတာကုနေကြဆိုတော့ကိုကလည်းဒါကျွမ်းကျင်တာဖြစ်တဲ့အတွက်ပြီးတော့ဒီမှာအဲ့လိုထူးထူးဆန်းဆန်းအစားတောက်လေးကိုရောင်းရှင်းတယ်အဲ့လိုအတွင်းနဲ့ပါအဲ့လိုအတွင်းနဲ့ကျွန်တော်တို့တောင်းဟုတ် ာဒီတောင်ကြီးမှာကျွန်တော်တို့ဒီအာတိုင်းတိုင်းညီဟင်တုတ်တိုင်ပေါ့တချို့ကလည်းအိမ်ကြီးလို့တီးကြတယ်အဲ့ဟင်တုတ်တိုင်မှာအဲကျွန်တော်ကကျွန်တော်အမတွေဖွင့်တာဆိုတော့လေကျွန်တော်ကအမကလေးအမပဲကြည်ပြင်းလာတယ်အမပဲဝိုင်းပြီးတော့ကူလုတ်ပေးခဲ့တာဆိုတော့အဲ့အဲ့ရပဲလက်ဆင့်ခံခဲ့ရပါဟုတ်ချမ်းပြီနေပေါ့နော်တောင်ကြီးအင်းလေးရောက်ဘူးတဲ့လူတိုင်းပေါ့နော်ဒါစားဘူးတဲ့လူတိုင်းဒီမှာ အာလာစားကြည့်ပါဘောเนาะရောက်ခွေးလူတွေနောက်ပြီးတော့လဲမစားဘူးတဲ့လူတွေဘောเนาะဒီလိုအင်းအင်းလေးစားရိုးရစားစားမစားဘူးတဲ့လူတွေလည်းတစ်ချက်လောက်လာပြီးတော့ဟို fry ကြီးစေချင်တယ်ဘောเนาะစားကြည့်ပါဟုတ်ခိုင်နမရတော့ရွှင်လန်းပန်ဟိုအင်းလေးရိုးရစားစားနဲ့ရှန်ခေါက်ဆွဲပါပြန်ဟုတ်ကဲ့အဲဆိုင်မှာဒါဘာမီလို့ရလဲဟုတ်ဆိုင်မှာကကျွန်တော်တို့ဒီဟင်းတော့ဝက်တရှင်ဘောဟင်းတော့ဝက်တရှင်ငါးထမင်းနဲ့အင်းမုံတီရှန်ခေါက်ဆွဲဘောเนาะနောက် ဝက်ဆက်2ခေါက်ဝက်လက်2ခေါက်ဆွဲလို့စီကြက်ခေါက်ဆွဲလို့လည်းရပါတယ်အဓိကတော့ဒီအင်းလေးရိုးရာစားစားအဓိကပေါ့အရောင်ရဆုံးမီညူကဒီဟင်းထုတ်တို့ဝက်တရှင်ငါထမင်းနဲ့အင်းမုံဒီနောက်ပြီးတော့ရှမ်းခေါက်ဆွဲပေါ့အဲအရောင်ရပါတယ်ဟုတ်ဆိုင်ကကျွန်တော်၂လလောက်ပဲရှိပါသေးရဲ့ဗျခဏနလာလာပဲရှိပါသေးတယ်။ဟိုကတော့ဒီမှာလာစားဖူးတဲ့ကက်တမလိုင်းတော့ပြန်လာဟိုဟိုဖြစ်ကြအကြိုက်ကြပါလေလာစားကြပါလေဒီဟုတ်။အာဒီလိုတကယ်အင်းလေးရောက်သွားတဲ့အတိုင်းပဲပေါ့နော်။အင်းလေးရောက်သွားတဲ့အတိုင်းပဲတဲ့ဒီဒီမှာလာစားပြီးလို့ရှိရင် အဲဒါလို့ကောင်းတယ်ပေါ့အလိုမျိုးလေးဟုတ်အင်းလေးတို့အင်းလေးသားတွေနောက်ပြီးတော့တောင်ကြီးရပေါ့နော်ရှမ်းပြည်နယ်တောင်ပိုင်းကတော်တော်များများကသူတို့ကမနက်သူဘာသာကြတယ်ဆိုဟင်ဒိုဝတ်တရှင်ကသမင်းနဲ့အဲ့အရာတွေသူတို့ကစားကြတယ်လေအဲ့တော့ဒီရှမ်းတောင်ကတော်တော်များများတော့ဒီလာစားကြပါတယ်ဟုတ်တချို့ကလည်းမသိကြဘူးတီးတဲ့လူတွေကတော့ထလာစားကြပါဆိုင်ခွင့်တာလည်းမကြသေးရောလေဟုတ်တော့ idea ကတော့စားချင်းဒီရန်ကုန်မှာကြီးလိုက်လို့ရှိရင်ဒီစားတောက်ဆိုင်တွေကဒီပုံစံတိုင်းတိုင်းရောနော်အခုထူးထူးရှားရှားအဲ့လို ဒေါင်းတာမတွေ့ဘူးပေါ့အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်ကလည်းအာငယ်ကလေးကဒါကကျွန်တော်တို့ဆိုင်မှာဒီဟိုကုနေကြဆိုတော့လေဒီဟင်တုတ်ဝက်ရှင်ရောင်းတာကုနေကြဆိုတော့ကိုကလည်းဒါကျွမ်းကျင်တာဖြစ်တဲ့အတွက်ပြီးတော့ဒီမှာအဲ့လိုထူးထူးဆန်းဆန်းအစားတောက်လေးကိုရောင်းရှင်တယ်အဲ့လိုအတွေးနဲ့ပါအဲ့လိုအတွေးလေးနဲ့ကျွန်တော်ပြောလို့တောင်းဟုတ်ဆိုရင်မူကတော့ရှိလာဆိုတော့ရှိပါတယ်ဒါပေမဲ့လည်းဒီမှာဆိုင်ခွင့်တော့နလားလောက်ရှိပါတော့သူကလည်းတူတော့ ဟိုလေပတ်နေတာဖြစ်တဲ့အတွက်တော့တိတ်ပြီးတော့ဆင်မဆွေးနေတော့ပါဘူးနောက်ပိုင်းတော့ဟုတ်ဟုတ်ကဲ့အာကျွန်တော်ကိုယ်တိုင်ပဲလုပ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လုပ်တယ်ဆိုရင်မဒီမှာအခုကတော့ကလေးတွေပေါ့နော်ကလေးတွေကိုတရားပြန်တင်နေတယ်သူတို့ကိုဟိုကလိုက်ကြည့်ချက်ပြီးတယ်ပေါ့အခုတော့ဟိုဖြစ်တယ်ပေါ့သက်သာရှင်ကတော့ကိုယ်တိုင်လုပ်တယ်ဟုတ်အော်ဟိုကပါဒီတောင်ကြီးမှာကျွန်တော်တို့ဒီအာတိုင်းတိုင်းညီဟင်လုတ်တိုင်ပေါ့တချို့ကလည်းအိမ်ကြီးလို့တီးကြတယ်အဲ့ဟင်လုတ်တိုင်မှာအဲကျွန်တော်ကကျွန်တော်အမရေခွင့်လာဆိုတော့လေကျွန်တော်ကအမရေအမပဲကြည်ပြင်းလာတယ်အမပဲဝိုင်းမျိုးကူလုတ်ပေးခဲ့တာဆိုတော့ အဲ့ဒါအဲ့ရပဲလက်ဆင့်ခံခဲ့ရမှာဟုတ်အာသူကတောင်ကြီးမှာဖွင့်လာတာဗျတောင်ကြီးမှာသူကဟင်တုတ်ဝက်တရှင်ငါးတပင်းနဲ့ရောင်းပါတယ်သူကရောင်းရပါတယ်တရက်ဆိုအော်ဒါမာတွေလည်းညားပါတယ်သူတို့ဆိုရင်အပွဲတရာအပွဲနေရအဲ့လိုအော်ဒါမာပြီးတော့ဟွာဖြစ်ကြတယ်ဟုတ်သူကလည်းသူလည်ပတ်နိုင်ပါတယ်အာဆိုင်ကလူကတိတ်မသိနေတော့အရင်အမျက်တော့မကြံဘူးပေါ့သူ့ဝိမဲအာလည်ပတ်နိုင်ပါတယ်သူကလည်းသူဟုတ်အစားအစားဇာစီကိုရှစ်တာလည်းပါတယ်ဒီကျွန်တော်တို့ဒီအေးပေါ့အင်းလေးရိုးရအစားအစားပေါ့အဲ့ဒါကိုလည်းဒီလူတွေရန်ကုန်ကလူတွေတီးတီးတီးနေရှင်တယ်ပေါ့နော်နောက်ပြီးတော့ ဂျိုင်းနက်တက်စီစီချင်းနဲ့အရွယ်ချင်းနဲ့ပါဟုတ်အဟင်းဒီကတော့ကျွန်တော်တို့ဒီဆိုင်အဖွင့်တာတော့တငယ်ချင်းတငယ်ချင်းတယောက်နဲ့ပေါင်းတငယ်ချင်း300ပေါင်းစုစုပေါင်းပေါင်းပြီးတော့ဝင်တော်ဟွာဖြစ်တာပေါ့အာဒါဆိုရင်ကျွန်တော်တို့ဒီဆိုင်ကန်ငါးတာရောပြင်တော့ဆိုရင်တော့450အလောက်တော့သွားပါတော့။တနည်းကိုကျွန်တော်ကဒီ3သိန်းပတ်ချလဲပေါ့အလောက်တော့ရောင်းရပါမှာဟုတ်။ကျွန်တော်ကတော့ဒီဒီမှာရောင်းကြည့်မယ်။ကြိုးစားပြီးတော့ကျွန်တော်တို့တန်းတိုင်းများကြိုးစားပြီးတော့ဟိုလုပ်မယ်ပေါ့နော်။နောက်ပိုင်း customer တွေတည်လာလို့ပို့ပြီးတော့ရောင်းအားကောင်းလာရဆိုရင်တော့ ျွန်တော်တို့ထပ်ပြီးတော့စိုင်ပွဲဖွင့်ဖို့အစီအစဉ်ရှိပါတယ်ဟုတ်ချန်ပီယံနယ်ပေါ့နော်တောင်ကြီးအင်းလေးရောက်ဘူးတဲ့လူတိုင်းပေါ့နော်ဒါစားဘူးတဲ့လူတိုင်းဒီမှာအာလာစားကြည့်ပါပေါ့နော်ရောက်ဘူးတဲ့လူတွေနောက်ပြီးတော့လည်းမစားဘူးတဲ့လူတွေပေါ့နော်ဒီလိုအင်းအင်းလေးအစာရိုးရာစားစားမစားဘူးတဲ့လူတွေလည်းတစ်ချက်လောက်လာပြီးတော့ဟို fine ကြီးနေချင်တယ်ပေါ့နော်စားကြည့်ပါဟုတ်အော်အဲ့လိုလေးဒီကမှာဖြစ်ပါတယ်။အာရာဇဝင်ကတော့ဒီကတော့ဟိုပါပါဝတ်တရှင်ဆိုရင်တော့ဒါကျွန်တော်တို့ဒီရှမ်းတောင်ရဲ့အာဝတ်တရှင်ပေါ့ရှမ်းတောင်အင်းလေးရဲ့ဝတ်တရှင်ကကျတော့သူကအစိမ့်ဖက်သွားတယ်ပေါ့နော်။ အရှမ်းမြောက်တို့ဘာလို့ဖက်ခါကြတော့ဒီအချင်းပေါ့သူကအာဝက်တာတွေဘာတွေနဲ့နေပြီးတော့အဲအဲ့လိုအချင်းတည်ထားတာပေါ့အဲ့လိုမဟုတ်ကျွန်တော်ကြတော့ဝက်တာဟိုပါပေါ့နော်ဒီ inset နဲ့ရောနေပြီးတော့ပေါင်းထားတာပေါ့သူကအစိမ့်စားရတာပေါ့နော်ကျွတ်ွန်ကျော်လေးပြူပြီးတော့စားရတာအဲဟင်းတုပ်ကလည်းအဲ့လိုပဲကျွတ်ွန်မိန်းနဲ့အာ in 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 ဓာရီပေါ့နော် in to in ဓာရီပေါ့နော်နောက်ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းကတောင်ကြီးကလူတွေတော်တော်များများဒါဒီစားစာကိုဟိုဟိုရှေးရခင်ကလေးကစားတောက်လာခဲ့ကြတာပေါ့ဟုတ် တာတော့ကကြာပြီဗျအကြာပြီဗျသူတို့ဒီတော်တော်ကြာပါပြီဒီဟင်တော့ဝက်တချင်ဆိုတာအာဒီတောင်ကြီးအင်းလေးရလူတွေမသိဟိုမသိရလူမရှိပါဘူးဟုတ်ငုံမာတာမသိကြတာထူးဆန်းနေကြတာဗောနော်ဟင်တော့ဝက်တချင်ဆိုဘာလဲဆိုပြီးတော့ဖြစ်နေကြတာဗောဒါပေမဲ့အဲရှမ်းရှမ်းပြည်နယ်ရလူတွေကတော့အကုန်လုံးကတော့ရှမ်းတောင်ဘက်ကလူတွေဗောနော်အဲတော်တော်များသိကြပါဟုတ်ဒါအင်းလေးမုံတီဗောအင်းလေးမုံတီဆိုတာကအာတို့အာဟွာဗောဒီဆံမုံရဲ့ကျက်သွမ်းမင်းရဲ့နောက်ခရမ်းချင်းကြီးရဲ့ငားတွေဗောနော်အဲအရင်နဲ့တို့က ငါးနိုင်ချင်းနဲ့ချက်ထားတာပေါ့အဲအဲ့လိုလေးမဟုတ်ရင်ငါလိုပုံစံမျိုးပဲပေါ့အရေးတောက်စားရတာပါပဲအဲဟိုဆံမုံဆံမုံရတာပါမှာပေါ့ဆံမုံနဲ့မဟုတ်ရင်ငါလိုမဟုတ်ဘူးပေါ့မဟုတ်ရင်ငါလိုပုံစံမျိုးပဲဒါပေမဲ့မဟုတ်ငါလိုကျက်တုံမိတ်ကိုအဓိကတုံတာကျက်တုံမိတ်နဲ့ဆံမုံနဲ့အဓိကတုံပြီးချက်ထားတာအဲအဲ့လိုပေါ့အဲအဓိကစားမယ်ဆိုရင်တော့ကျက်တုံမိတ်ရတာလေးပေါ့ဆံမုံရတာလေးပါမှာပေါ့လူလူသားရတာပေါ့ပုံစံလေးကတော့အဲ့လိုပေါင်းနေတယ်တုပ်ပြီးမဲ့ရတာရောဟိုဟာရောအကုန်ကွာပါတယ်ဟုတ်အဲဒီမှာကျက်တုံမိတ်တွေနဲ့ပဲချက်ထားတာဆိုတော့ဟုတ် ။နေသူကတော့ဝက်တာနဲ့ပေါ့။ဟုတ်။ဒါမနဲ့ကြတော့ကျွန်တော်တို့ကဒီမနဲ့ကိုဟိုပေါင်းထားတာပေါ့။မနဲ့ကိုပေါင်းပြီးတော့ဒီလိုဒီဘာလေးတဲ့ထည့်ထားတာရေခဲပေါင်းလေးတဲ့ထည့်ထားတာဟုတ်။မနဲ့မှထားထုတ်တာပေါ့။မနဲ့ထုတ်ထုတ်ပြီးတော့ပေါင်းပေါင်းပြီးတော့ခွာလောက်တာတပွဲမှသုံးထုတ်ပါရဟုတ်။တပွဲတာကြတော့ဟင်းထုတ်ကကြတော့အသားနဲ့ကြတော့၄ထောင်ညတက်တက်လို့ကြတော့၃ထောင်ပါရပေါ့။ဒီမှာချစ်တွတ်မင်းရယ်စံမုံရယ်နောက်ဒီဒီဟိုဒီဇိုင်းရှုံမပေါ်ဆပ်ပလိုက်ထည့်ပြီးတော့ဒီငပြောဖက်နဲ့ထုတ်တာပေါ့။ ်ငါပြောထွက်တဲ့ထုတ်ပြီးတော့ပေါင်းတာသူကဘယ်လိုရတာများလဲအော်သူကကြတော့ဟိုဘာလို့ပြောအဲကျက်တုံမင်ရတာပေါ့ကျက်တုံမင်ရရဲ့နဲ့စိမ့်စိမ့်လေးပေါ့အဲ့လိုမျိုးပေါ့ဟုတ် ရမမနေတဲ့ဒီဟိုပါဗောရှမ်းမြင့်နေတဲ့လူတွေဗောသူတို့ကတော့ပုံမှန်လာသားကြတယ်အဲတချို့မစားဘူးရဲ့လူတွေကြတော့နည်းနည်းစမ်းစားကြည့်တယ်ဗောတချို့ကလည်းတော်တော်ကြိုက်တယ်ပြန်လာသားတယ်ဗောနောက်တချို့လူကြတော့တိတ်ပြီးတော့မဖြစ်ဘူးဗောတိတ်တိတ်မကြိုက်တတ်ဘူးဗောတချို့ကကြတော့လည်း ဖဲသာကျွန်တော်တို့ဒီဟွာပေါ့ဓမ္မယုံလန်းမှာဓမ္မယုံလန်းအာတိုင်မှာ54ညီထက်ပါဗျ။ဟုတ်။တိုင်မှာကျွန်တော်တို့ဒီရောင်းရရောင်းအားကောင်းတဲ့နေရာမှာရှမ်းခေါက်ဆွဲလဲပါပါတယ်။ရှမ်းခေါက်ဆွဲကြတော့ကျွန်တော်တို့ကဒီဟွာပေါ့ဒီရှမ်းတောင်ဘက်ကရတာပေါ့ရှောက်ကောပတ်ကောနဲ့အဲ့လိုမျိုးလေးချက်တာတော့ပါ။တော်တော်များလေးကြိုက်ကြပါတယ်စားတဲ့လူတွေလေ။အဲနောက်ပြီးတော့ကျွန်တော်တို့ဒီလောက်ကုန်ပြီလို့ရှိရင်တော့ထပ်ပြီးတော့အဲတူဘူးရှိရပေါ့ဝက်နံရိုးပေါင်းစီချက်တို့နောက်ပြီးတော့ဒီအဲချက်ချက်ပေါင်းစီချက်တို့ပေါ့အဲခောက်ဆဲပေါ့နော်အဲ့ဒါလေးထပ်တူဘူးရှိပါတယ်ဟုတ် မင်းယူလေးတူပါဘူးရှိရောရှန်ကောက်ဆွဲရတော့ဒီမှာတော့လူသားတော်တော်လူကြိုက်ကြပါတယ်လူကြိုက်များကြတယ်ဟုတ်အင်းလေးကရှန်ကောက်ဆွဲတော့အင်းလေးရှန်ကောက်ဆွဲမဟုတ်ဘူးကျွန်တော်တို့ရှန်တောင်ဘက်ကတောင်ကြီးဘက်ကအရာတာပေါ့ဗာလဲဆိုသူကတော့အနစ်ချက်တဲ့ထဲမှာဒီစက်တာအနစ်ချက်တဲ့ထဲမှာခင်းချင်းဒီနိုင်ချင်းနဲ့ဟိုမှာရှောက်ကောပကောပေါ့ရှောက်ကောပကောလို့ခေါ်ပါတယ်အဲ့အမွေးနဲ့လေးပေါ့အဲ့လေးထည့်ပြီးတော့ချက်ထားတာပါအာတချို့ဟွာကြတော့လေဒီပဲငပိရေပါတော့ကျွန်တော်တို့ကြတော့ပဲငမိပဲငပိမတုံးကြဖွဲပြချက်ကတော့ အကုန်လုံးပါပဲအသာတောက်တော်တော်များပါပဲအာဒီဟင်တုတ်တွေဝက်တရှင်တွေငါသမင်းနဲ့အိမ်မုံတီဆိုတာတော်တော်များများအာမတီးတဲ့ဟိုဘောနော်မတီးကြတဲ့အသာစားပေါ့နော်အဲ့ဒါတွေနောက်ပြီးတော့ရှန်ခေါက်ဆဲရတာကြတော့လေဒီဘာဒီဟိုဘောမတူဘူးပေါ့နော်ကျွန်တော်တို့ဒီဒီမှာတော်တော်များများရှမ်းမြောက်ကရတာများပါတယ်အာရှမ်းတောင်မှာရတာလည်းကျွန်တော်တို့ကချက်တာတော့ပါပေါ့။ရှမ်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းအလူတွေရောပေါ့နော်။အင်းအင်းလူအင်းသားတွေရောပေါ့နော်။နောက်ပြီးတော့ဒီအာရန်ကုန်ကရန်ကုန်ရန်ကုန်ကဟို ိတ်ဆွေများလည်းပေါ့နော်ဒီမှာလာပြီးတော့ဒီအင်္ဂလိပ်ရအစားအစာကိုအာလာရောက်မီဆန်ကြီးဖို့ဖိတ်ခေါ်ရပါတယ်